မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော်တော်လေးနက်နဲတယ်ဗျာဖြီတီမှုရအခြေခံသဘောတရားလေးပေါ့ဖျားသခင်ဆိုတာဘယ်လိုလဲဆိုတာကိုတင်ပြထားတဲ့အချက်အလက်တချို့ကိုကြည့်ကြမှာအဓိကကတော့ကိုယ်တိုင်တည်ရှိပြီးအရာအားလုံးရဲ့မူလအဆောက်ဖြစ်တဲ့တဆူတည်သောဖျားသခင်အကြောင်းပဲဟုတ်ကဲ့ဒီအချက်လက်တွေရဲ့အဓိကပြောချင်တဲ့အချက်ကလည်းဖျားသခင်တပါးသေးတာလည်းအမှန်တကယ် အဲ့ဒါကို့ကျောင်းတရားနဲ့ကိုလွတ်လပ်စွာတရှိတယ်ဆိုတာပါပဲဆိုလိုတာကဘုရားထင်ကတခြားဘယ်အရာကြောင့်မှဖြစ်လာရမို့မို့အမြဲတမ်းရှိနေတာကျန်တဲ့အရာအလုံးပေါ်တော့ကျွန်တော်တို့တိမြင်နေရတဲ့စကြဝဠာအချိန်နေရာအလုံးဟာဘုရားသခင်ကနေဖြစ်ပေါ်လာတယ်ပြီးတော့ဘုရားသခင်ရဲ့ပူကြီးမားတဲ့အရှိတရားထဲမှာပဲအလုံးတိမိနေကြရတယ်လို့ဆိုပါတယ်ဒီနေ့အဲ့ဒါကိုပဲကျွန်တော်တို့စိစိဆတ်ဆတ်ကြည်ကြမှာပါဘုရားသခင်ဖန်ဆင်းခြင်းသူတို့ကြကဆက်နွယ်ပုံတွေပေါ့ကောင်းပါပြီ ဒါဆိုပထမဆုံးအဓိကချက်ကိုစလိုက်ရအောင်ဒီချက်နဲ့တေကပြောတယ်ဖျားသခင်တပါတဲ့တားလဲအမှန်တကယ်တရှိတယ်တဲ့음ထမြောက်ရကျန်းထဲကငါဒီငါဖြစ်တော်သူဖြစ်၏ဆိုတဲ့စကားနဲ့လဲဆိုင်မထင်တယ်ဒီအဆိုးကဘာကိုဆိုလိုတာလဲဒီချက်လက်တေကဘလို့ရှင်းပြထားလဲခင်ဗျာဒါကလေဖျားသခင်ရဲ့အဲ့ဒီကိုရိုင်းတရှိမှုတဘောကိုအရင်လေးပြတာပါဒီမှာကိုရီးယားလိုဆူဆူတို့အင်းနံကြာဆိုတဲ့အတုံးလုံးကိုရည်ညွှန်းဖို့ရတယ်။အလိုအလျောက်တရှိနေသူပေါ့ ဖန်ဆင်းခံဒီအားလုံးလည်းလုံးဝကွာခြားတဲ့အချက်ပဲဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ပါဝင်ဖန်ဆင်းခံအားလုံးမှာအဆရှိတယ်လေတခုခုနဲ့ဖြစ်ပေါ်လာတာမှန်ပါတယ်ဒါပေမဲ့ဘုရားသခင်ကတော့အဲ့လိုမဟုတ်ဘူးဘသူကြောင့်မှဖြစ်လာတာမဟုတ်ဘူးထေရှားရဲ့ကြောင့်မှဆူထားတယ်လို့ပေါ့ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့တဆူတိဆိုရှင်ဆူလူရင်းကဖန်ဆင်းခံလောကကြီးတခုလုံးကျွန်တော်ရဲ့တိနာလည်နိုင်စွမ်းအပါဝင်အရာရာဟာဘုရားသခင်စီကအရင်ခံတယ်လို့ဆိုလိုတာပါအလုံးကဘုရားသခင်ပေါ်မှာလုံးလုံးမိကုန်နေရတယ်ဆိုတဲ့သဘောပေါ့ ဒါတော့အရေးကြီးတဲ့ချက်ပဲဟေချာရကျမ်းထဲမှာလူမျိုးတွေဟာရေဘုံထဲကရေရဆက်လို့ချိန်ခွင်မောကဖုံဖုံလို့ပဲဆိုပြီးဘုရားသခင်အဆုံးမရှိ အတိုင်းအတာနဲ့ရှင်ပြထားတာလေဒီအချက်ကိုပိုပေါ်လွင်စေတယ်နော်တည်တည်ကြကြပါပဲဖန်ဆင်းကန်တွေရဲ့မိကိုမှုကိုပြတာပါဒီအချက်ကနေဆက်ပြီးတော့အချိန်နဲ့နေရာအကြောင်းကိုကြည့်လို့ရတယ်ဒီချက်လက်တွေရလေဖန်ဆင်းကန်နေဟာအချိန်ကာလနဲ့တည်နေရာဆိုတဲ့အကန့်အသတ်တွေထဲမှာပဲရှိနိုင်တယ်စိတ်ဝင်စားကြပါအဲ့ဒီအချိန်နဲ့နေရာကိုယ်တိုင်ကလည်းဖန်ဆင်းခံနေပဲလို့ဆိုထားတာ ိုးအချိန်နဲ့နေရာကိုယ်တိုင်ကဖန်ဆင်းကဟုတ်တယ်စာလန်ကျန်း90မှာပါရဲ့လေတောင်များမဖြစ်ပေါ်မီမြေကြီးနဲ့လောကထက်ကိုကိုတော်မဖန်ဆင်းမီကတဲ့ကဘုရားသခင်ကဘုရားသခင်ဖြစ်တယ်ဆိုတာမျိုးပေါ့ဆိုတော့အချိန်မစခင်ကတဲ့ကဘုရားသခင်ရှိပြီသားအာဒါကကျွန်တော်တို့တာမန်အတီနဲ့နားလည်ဖို့တော်တော်ကြိုးစားရတဲ့အပိုင်းပဲအချိန်နဲ့နေရာကိုယ်တိုင်ကဖန်ဆင်းခံဆိုတော့အဲ့ဒါဆိုဘုရားသခင်ကအဲ့ဒီအချိန်နဲ့နေရာရဲ့အပြင်ဘက်မှာ အကအသက်မရှိတည်ရှိနေတယ်သူတို့ဆိုလိုတာလားဟုတ်ပါတယ်အဲ့လိုဆိုလိုတာဘုရားသခင်ကအချိန်နဲ့နေရာကိုလွှမ်းခြုံထားတယ်သူတို့မစခင်ကတည်းကရှိတယ်ပြီးတော့အဆုံးကိုလည်းကြုံမြင်နိုင်တယ်ဟေရှာယကျမ်းလိရှာကျစ်မှာဆိုထားတယ်လို့ပေါ့ငါထာဝရဘုရားသည်ဥဆုံးသောသူဖြစ်နောက်ဆုံးသောသူတို့နဲ့လည်းအတူငါသည်ပြင်ဖြစ်၏ဆိုလာလီအစနဲ့အဆုံးကိုတပြိုင်တည်းမြင်နိုင်တယ်ပေါ့ဟုတ်ကဲ့ကျမတို့ကတော့အချိန်ရဲ့အစီအစဉ်အတိုင်းပဲသွားတာလေ ်ဒါမဲ့ဖျားသခင်ကတော့အဲ့လိုမဟုတ်ဘူးလို့ဒီချက်နေကဖုံးဖော်တယ်ဒါဆိုရင်ဖန်ဆင်းခံရကသူတို့မဖန်ဆင်းခံရခင်အတိတ်ကိုပြန်ထွားလို့မရဘူးသူတို့ရဲ့အချိန်ပါအပြင်ကိုထွက်လို့မရဘူးဒါပေမဲ့ဖျားသခင်ကတော့အဲ့ဒီကန်တက်ခဲအလုံးရဲ့အထက်မှာရှိနေတယ်ဟင်းဒီအချက်လက်ဒီထက်မှာကောင်းကင်တမန်တွေကိုအရင်ဖန်ဆင်းတယ်ဆိုပေမဲ့ဖျားသခင်ရဲ့ထားရအမြင်မှာတော့နောက်မှဖန်ဆင်းမဲ့လူသားတွေကိုမြင်နေပြီးသားဆိုတဲ့သဘောမျိုးလည်းပါတယ်လို့လေ ဒါကဖျားသခင်ရဲ့အချင်းကို နားလည်ပုံက ကျွန်တော်တို့နဲ့ဘလော့ကွာတယ်လဲပြနေတာပဲအတီးကြမှာပဲဖျားသခင်တို့ကအတိတ်ပစ္စုပန်အနာဂတ်ဆိုတာက ကျမတို့နားလည်တယ်လို့ကန့်သက်ထားတာမဟုတ်ဘူးအချိန်နဲ့နေရာကိုယ်တိုင်ကဖျားသခင်ရဲ့အထဲမှာပဲတည်ရှိနိုင်တဲ့ဖန်ဆင်းခန့်တွေဖြစ်နေတာကိုဒါကြောင့်ဖန်ဆင်းခန့်တွေကလေသူတို့ရဲ့အကန့်အသတ်ရှိတဲ့အမြင်ကနဲ့ဖျားသခင်ရဲ့ထာဝရဖြစ်တည်မှုအပြည့်စုံကိုဘယ်တော့မှနားလည်နိုင်မှာမဟုတ်ဘူးလို့ဒီချက်လက်တွေကဆိုလိုနေတာပါ ဒီနေရာနဲ့ဆက်ပြော်လေတကယ်စိတ်ဝင်စားစရာကောင်းတဲ့ပိုင်းရောက်ပြီတားတော်ယေရှုခရစ်တော်ရဲ့အခန်းကဏ္ဍပါဒီချက်လက်ဒီမှာတားတော်ကိုလည်းဖျားသခင် ကိုယ်တိုင်ဖြစ်ဖော်ပြထားတယ်နော်ဟုတ်ကဲ့ဥပမာယောဟန်စစ်တီမှာအစအိုး၌နုကပတ်တော်ရှိနုကပတ်တော်ဒီလည်းဖျားသခင်ဖြစ်တော်မူ၏ဆိုတာမျိုးပေါ့ပြီးတော့ထာဝရတရှိပြီးမပြောင်းလဲဘူးအာဖာနဲ့အိုမီဂါဖြစ်တယ်ဆိုတာဒီလည်းပါတယ်ဒါဘလို့မျိုးလဲဟုတ်ကဲ့ ဒီအချက်လက်ကြီးအရာဆိုရင်တော့သားတော်ဟာခမဲတော်ဘုရားသခင်နဲ့အတူအဆမရှိထာဝရတည်ရှိနေတဲ့ဘုရားသခင်ပဲဖြစ်ပါတယ်။သားတော်ကိုအချိန်နဲ့နေရာအပါဝင်အရာအလုံးကိုဖန်ဆင်းတဲ့သူ။ကောလောသဲ6:16ဟုတ်တယ်။ပြီးတော့ဖန်ဆင်းထားသမျှကိုထိန်းထိန်ပေးနေတဲ့သူ။ဟေဘရဲ13:3ကဆိုထားတယ်လို့ပေါ့။ဒီနေရာမှာအရင်အန်တော်စရာကောင်းပြီးနည်းနည်းတဲ့အချက်ကပါလဲဆိုတော့ဒီထာဝရသားတော်ဟာသူ့ကိုယ်တိုင်ဖန်ဆင်းထားတဲ့အချိန်နဲ့နေရာဆိုတဲ့ဘောင်တော့ကိုလူစားသည့်ခံပြီးဝင်လာခဲ့တယ်။ဟုတ်ကဲ့။ ြီးတော့ဖန်ဆင်းခံတွေရဲ့အဖိခက်တဲ့တေချင်းကိုကြုံတွေ့ခဲ့တယ်။ဒါပေမဲ့အဲ့ဒီတေချင်းကိုအောင်မြင်ခဲ့တယ်လို့ဆိုတယ်။ဗျာဒိတ်စသက်မဆက်ရှိမှာဆိုရင်တေချင်းနဲ့မရဏနိုင်ငံရဲ့တောတွေကိုကင်ထားတယ်လို့တောင်ဖော်ပြတယ်။ခဏလေးနော်။အဲ့ဒီမရဏနိုင်ငံဆိုတာဘာကိုအတိအကျဆိုလိုချင်တာလဲ။ဒီအချက်လက်တွေမှာဘလို့ရှင်းပြထားလဲ။အင်းဒီနီယမမရဏနိုင်ငံဆိုတာကလေဟို Greek law Hades Hebrew law Sheol နဲ့ဆက်စပ်တာမျိုးပေါ့ တေလွန်ပြီးနောက်ဝိညာဉ်တွေရောက်တဲ့ကြားခံနေရအထူးသဖြင့်နော်ဆုံးတရားစီရင်ခြင်းမတိုင်ခင်အဖြစ်တိုင်းတဲ့ဝိညာဉ်တွေရှိနေတဲ့နေရာကိုရည်ညွှန်းပုံရပါတယ်ဆိုတော့သားတော်ကအဲ့ဒီတေခြင်းနဲ့တေလွန်ပြီးနောက်အခြေအနေကိုပါအာနာတက်ရောက်တယ်အောင်းနိုင်တယ်ဆိုတဲ့သဘောကိုပြချင်းလာပါဒါဆိုသားတော်ကအရာအလုံးကိုအမွေခံတယ်ဆိုတာရယ်အဖြစ်နဲ့တေခြင်းကိုကင်တွဲဖြည့်ရှင်းတယ်ဆိုတာရယ်အဲ့ဒါတွေဘလို့ဆက်ဆက်နေတာလဲသူ့ရဲ့အခန်းကဏ္ဍကဘာလဲအတိအကျ ဒီကျန်းစာရဲ့အမြင်နဲ့ဆိုရင်လေအဖြစ်တရားကတိချင်းရဲ့အကြောင်းရင်ဒါမှမဟုတ်အခြေခံဖြစ်တယ်လို့ဆိုတယ်စကောရင်တူဆငါဂျင်အစီဟုတ်တယ်တိချင်းဤစူးတန်ကအဖြစ်ပေသည်မှန်ပါတယ်ဒါကြောင့်တားတို့ရဲ့လုံဆောင်မှုမှာအဓိကပါဝင်တာကအကစ်ပြီးတော့အဖြစ်ဖြစ်တဲ့အကျိုးဆက်ဖြစ်တဲ့တိချင်းပြီးတော့အဖြစ်သားတို့ရဲ့နောက်ဆုံးလာရဖြစ်တဲ့မြေရနာနိုင်ငံကိုပါတရားစီစဉ်ပြီးအဆုံးစွန်မှာလုံးဝဖယ်ရှားပစ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။အာဗျာဒိတ်ချန်နှစ်ချက်မှာစေမာတေချင်းနဲ့ မီရနာနိုင်ငံကိုမီအိုင်နဲ့ခြားပစ်တယ်ဆိုတာအဲ့ဒါကိုပြောတာလားဟုတ်ပါတယ်အဲ့ဒီပုံဖော်ချက်ပေါ့ဆက်ကိုရင်သူ15ချက်26မှာလဲဒါကိုအဆုံးစွန်သောရန်သူကတည်ခြင်းပေးသည်လို့ခေါ်ထားလीအဲ့ဒီရန်သူကိုဖက်စီပေးမယ်လို့ဆိုထားတာလीအပြစ်နဲ့တည်ခြင်းကိုအပြစ်တိုင်ကင်တွယ်ပြီးတဲ့နောက်မှာတော့ဖန်ဆင်းခြင်းအနာဂတ်ကဘယ်လိုဖြစ်လာမယ်လို့ဒီချက်လက်တွေကဆိုထားလဲဒီချက်လက်တွေကအရန်ကိုမျောလင့်ချက်အပြစ်နဲ့နောက်ဆုံးအခြေအနေတစ်ခုကိုပုံဖော်ထားပါတယ် သားတော်ကအရာအားလုံးကိုသူ့အောက်ဖြန်ရောက်စီပြီးတော့စုံလင်သွားတဲ့ဖန်ဆင်းခြင်းကိုခမေတော်ဖျားတခင်စီပြန်အပ်နာမယ်ခြင်းကိုဖော်ပြထားတယ်။ကာဂိုရင်သူ15တန်ကြန်စေလီဟုတ်ကဲ့အဲ့ဒီအချိန်မှာဖျားသခင်ကိုစန့်ကျင်ပုံငန်းခဲ့တဲ့အရာအားလုံးအထူးသဖြင့်အပြစ်နဲ့ဒေချင်းတို့လုံးဝပျောက်သွားပြီ။ကျန်တာကဖျားသခင်ကိုလွတ်လပ်စွာရွေးချယ်ခဲ့ပြီးဖြောင့်မတ်ခြင်းမှာအတီးပြုတ်ခံရတဲ့ဖန်ဆင်းခံတွေပဲဖြစ်လိမ့်မယ်။စေဝန်စားစရာကောင်းတာက သူတို့နောက်တစ်ခါအပြစ်လွန်လိုက်တဲ့ခွင်လန်းကိုတော့ဖိရှားဖိလိမယ်လို့လူကနစ်ဆဲမှာညင်ညွန်းထားပုံရတယ်။ဒါဆိုရင်ပြစ်လက်တည်ခြင်းလုံးဝမရှိတော့တဲ့ဖိယသခင်မူလာဤရွထားတယ်လို့စုံလင်ပြီးထာဝရစင်တည်မြဲမဲ့ဖန်ဆင်းခြင်းရဲ့ပြန်လည်တည်ထောင်ခြင်းမျိုးပြည့်စုံခြင်းမျိုးပေါ့။ဟုတ်ပါတယ်။အဲ့ဒီနောက်ဆုံးပန်းတိုင်ကိုကကရင်ထုံ1928မှာဖယားသခင်ဒီအလုံးစုံတို့ဤအလုံးစုံဖြစ်တော်မူမိအကြောင်းဒီဆိုပြီးဖော်ပြထားတယ်။ God may be all in all. ဟုတ်ကဲ့ ဒီစကားရဲ့ဤအတိအကျအတိပဲအတိအဆုံကတော့ဖန်ဆင်းခံနေအနားလည်နိုင်စွမ်းထက်ကြောက်လွန်တဲ့နတ်နတ်မှုဖြစ်နိုင်ပါတယ်။ဒါပေမဲ့အတိကဆိုလိုရင်းကတော့ဖျားသခင်ရဲ့အလိုတော်နဲ့ဆန့်ကျင်ကွယ်လွန်မှုမှတမျှပြုတ်သွားပြီးဖန်ဆင်းခြင်းတစ်ခုလုံးကဖျားသခင်ရဲ့တည်ရှိမှုဂုဏ်တော်နေနဲ့လုံးဝတဟာစရဖြစ်သွားမယ်။ဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကအရာအလုံးကိုပြည့်ဝစေမယ့်အခြင်းတွေကိုရည်ညွှန်းပုံရပါတယ်။ဒီဆွေးနွေးမှုတစ်လျှောက်လုံးမှာလည်းထက်ခတ်တလဲလဲပါနေတဲ့ချက်တစ်ခုရှိတယ်။အတိပညာနဲ့ပတ်သက်တာ ဖန်ဆင်းခံရတဲ့တိပညာက အကန့်အသတ်ရှိတယ်။ဘုရားသခင်ပြတတ်လို့ပဲတည်နိုင်တယ်ဆိုတာမျိုးခဏခဏထောက်ပြနေသလိုပဲ။မှန်ပါတယ်။ဒီအချက်လက်တွေကိုယ်တိုင်ကလည်းအဲ့ဒီအချက်ကိုအလေးပေးထားတာပါပဲ။ခမီးတို့ဘုရားသခင်ကိုအမှန်တကယ်သိကျွမ်းခြင်းဆိုတာတားတော့ရဲ့ထုတ်ဖော်ပြတ်မှုကနေပဲရနိုင်တယ်။မသေးစစ်တဲ့၂၇ဟုတ်ကဲ့။ပြီးတော့ဖျော်သခင်ဆရာအတိပညာမှန်သမျှဟာအထက်ကပေးတဲ့စုကျေစုဖြစ်တဲ့ဆိုတဲ့ယောဟန်3:16ကဖော်ပြချက်တွေကဒါကိုထောက်ခံနေတယ်။ဆိုလိုတာက ကျမတို့ရဲ့အတိညာဉ်ကြိုကြောင်းရှင်ခြင်းနိုင်ဆွမ်းတွေကကောင်းမေမြတ်အဆုံးမရှိတဲ့ဘုရားသခင်ကိုအပြည့်အဝကိုယ့်ဘာသာကိုနားလည်ဖို့မဖြစ်နိုင်မို့ဘုရားသခင်ကဘုရားရတော်အဖင်ဖွင့်ပြမော့တာတည်နိုင်တဲ့ဆိုတဲ့အတိကိုလက်ကင်ထားဖို့လိုတယ်လို့ဆိုလိုတာပါကောင်းပြီလေဒီတော့ဒီအချက်လက်ဒီအားလုံးကိုခြုံငုံပြီးပြန်ကြည့်လိုက်ရင်ကျွန်တော်တို့ဘာကိုအတိကထုတ်နှုံယူလို့ရမလဲ ဘလို့အနစ်ချုပ်နိုင်မလဲခင်ဗျာအဓိကအနစ်ချုပ်ကတော့ဒီအချက်လက်တွေကတီရှိမှုအားလုံးရဲ့အရင်ခန့်ဟာတစူဒီတော့ကိုရန်တီရှိပြီးထာဝရဖြစ်တဲ့ဖျားသခင်ပဲလို့တွင်ပြတယ်အဲ့ဒီဖျားသခင်ကအရာအားလုံးကိုဒီမှာတော့နေထိုင်ရာအခိန်နဲ့နေရာရဲ့ပေါင်းတွေကိုပါဖန်ဆင်းခဲ့တယ်ဒီဖျားသခင်မှာခမီးတော်နဲ့တားတော်ယေရှုခရစ်ရဲ့နည်းနည်းနဲ့ဆက်နွယ်မှုရှိတယ် ပြီးတော့သားတော်ဟာဖန်ဆင်းခြင်းအဲ့ဒီဖန်ဆင်းခြင်းကိုအဖြစ်နဲ့သိခြင်းကနေရွေးနှုတ်ခြင်းပြီးတော့အဆုံးစုံမှာဘုရားသခင်ရဲ့လုံးဝသဟဆတာဖြစ်တဲ့စုံလင်တဲ့အခြေအနေစီပြန်ပို့ဆောင်ခြင်းဆိုတဲ့လုပ်ငန်းစဉ်မှာဗဟိုကြရတယ်လို့ဆိုတယ်ဟုတ်ကဲ့တာပြန်ဘုရားသခင်ရဲ့အကျွင့်မဲ့အချို့အချအာနာဖန်ဆင်းခံအလုံးရဲ့လုံးဝမိခိုနေရတဲ့တဘာဝပြီးတော့အဆုံးတမှာဘုရားသခင်ရဲ့အလိုတော်အတိုင်းအရာအလုံးပြန်လည်စုံလင်လာမယ်ဘုရားသခင်ကအလုံးစုံတို့ရဲ့အလုံးစုံဖြစ်လာမယ်ဆိုတဲ့အမြင်ကိုပေးနေတာဗောဟုတ်ပါတယ် ဒါဟာ ဖြစ်တည်မှုရဲ့မူလအစတဘာဝရည်ရွယ်ချက်နဲ့အဆုံးသတ်အပေါ်မှာဒီအချက်အလက်တွေကတင်ပြတဲ့တီးခြားဘာသာရေးဆိုင်ရာရှုထောင့်တစ်ခုဖြစ်ပါတယ်။စัจ java လာနဲ့ကျမတို့ရဲ့တီရှိမှုရဲ့အတိပေကိုဖျားသခင်နဲ့ဆက်ဆက်ပြီးရှင်းပြဖို့ကြိုးစားထားတာပါ။တကယ်ပဲစဉ်းစားစရာတွေများနီးပါဝင်တဲ့လေ့လာမှုတစ်ခုပါပဲ။ဒီအချက်လက်တွေပေါ်ခြေခံပြီးနောက်ဆုံးအတွေ့အကြုံဆက်ပြီးစဉ်းစားမှုထားခဲ့ခြင်းတွေဗျ။အကယ်၍လည်း ဖန်ဆင်းတဲ့တစ်ခုလုံးကဖျားရခင်အတွင်းမှာတည်ရှိတယ်။ဖျားရခင်တန်ခိုးတော်ကြောင့်ပဲတည်မြဲနေတယ်။ဒါပေမဲ့အချိန်ထဲမှာပဲသာဝရထစ်တဲ့သားတော်ကအဲ့ဒီဖန်ဆင်းခြင်းကိုရွေးနို့ဖို့အတွက်အချိန်နဲ့နေရာတွေကိုဝင်ရောက်လာရတယ်။ဒုက္ခခံတေခံပြီးမှအဲ့ဒီဖန်ဆင်းခြင်းကိုပြန်လဲဆုံလင်းစေပြီးခမည်းတော်ထံပြန်လဲအနံ့ဖို့လိုအပ်ခဲ့တယ်ဆိုရင်ပေါ့လေ။ဖန်ဆင်းရှင်နဲ့ဖန်ဆင်းခံခမည်းတော်နဲ့သားတော်တို့ကြားကဒီလိုရှုပ်ထွေးပြီးနည်းနည်းလာတဲ့ဆန့်နှုန်မှုက ဘာကိုပြနေလဲချစ်ချင်းမေတ္တာနဲ့ကိုကြိုးစွန်းအနစ်နာခံခြင်းဆိုတာဟာဖျားတခင်ကဖန်ဆင်းခြင်းအပေါ်ထားတဲ့သဘောထားထက်တဲ့သွားတာမဟုတ်ပဲဖျားတခင်ရဲ့ကိုယ်ကိုင်ထစ်တီမှုတဘာဝအပြင်မှာကိုနိုင်မှာတောင်းဖန်ဆင်းခြင်းမရှိခင်အစာကလေးကအခြေခံကြတဲ့အရာအခုဖြစ်နေနိုင်တယ်ဆိုတာကိုတွယ်ဝိုက်ပြီးညွန့်ပြနေနိုင်မလားဒါကတော့ဆက်ပြီးတွေးတော့စဉ်းကျင်ကြည့်ဖို့အချက်တစ်ခုပါပဲ